အလုံးမေးမင်္ဂလာပါဒီကနေ့ညီမပြောပြပေးမယ့်အကြောင်းအရာလေးကတော့တရုတ်တရေခါရီမှာမြင်ဘူးနေကြခုံဆွခုံဆွတရေအကြောင်းမေးဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ညီမရဲ့ channel လေးကို subscribe နေပြီးဖို့မမေ့ပါနဲ့နော်တရုတ်တရေခါရီအမျိုးမျိုးရှိပေမဲ့ဒီတစ်မျိုးကတော့ကြံရှိလို့ခေါ်တဲ့တရုတ်ခုံဆွတရေပဲဖြစ်ပါတယ် ကြံရှိဆိုတဲ့အတိတ်ပဲကိုဓာတ်ရိုက်ဘာသာပြန်ရမယ်ဆိုရင် မာကျောတောင်တင်းနေရဲ့မတာကောင်တို့အတိတ်ပဲရပါတယ်။ဒါကြောင့်သူတို့တွေကလက်တွေဆန့်ပြီးတော့ခုံဆော့ခုံဆော့သွားရတာလို့အလွယ်မှတ်လို့ရပါတယ်။တကယ်လဲကြဲရှိတဲ့ရဲတွေကခန္ဓာကိုယ်ကတောင့်တောင့်ကြီးဖြစ်နေရဲလို့ဆိုကြပါတယ်။သူတို့ရဲ့ပုံစံတွေကဇွန်ဘီတွေလိုမျိုး ပုတ်ပွမဲချောက်နေနိုင်တယ်လို့အခုမှတေကားစပုံစံမျိုးတွေလည်းရှိနိုင်ပါတယ်။ အလောင်းပေါ်မှာကမှုတွေပေါက်တက်လို့အကျိုးဆက်နဲ့အစိမ်းရောင်ဖြော့ဖြော့အသားရည်လည်းရှိနိုင်ပါသေးတယ်။လူတွေရဲ့အတွင်းအားတွေကိုစုပ်ယူပြီးဝိညာဉ်တွေကိုစုပ်ယူခြင်းဖြင့်ခွန်အားအင်အားတွေတိုးလာအောင်လုပ်နိုင်ကြပါတယ်။ဝတ်စုံတွေကမန်ချူခစ်ယူနီဖောင်းအများစုနဲ့တွေ့ရတာဘာလို့လဲဆိုရင်တော့သူတို့ကိုလေးလာတာတွေစင့်ခေါ်တာတွေကမန်ချူခစ်ဘက်မှာစပြီးခေစားခဲ့လို့လို့ပဲဖြေရမှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်တရုတ်တရေကားတွေကြည့်မယ်ဆိုရင်မန်ချူနန်တွင်ယူနီဖောင်းတွေနဲ့ကြံရှိတွေကိုမြင်ရမှာပဲဖြစ်ပါတယ်။ယုံနန်းစကားတွေက ထုံနှုတ်တင်ပြရမယ်ဆိုရင်တော့ရှေးတရုတ်ပြည်မှာဒေတာတစ်ခုနဲ့တစ်ခုက အလံဝေးပြီးဆွေမျိုးရင်းချတွေဟာအချင်းချင်းမိုင်ပေါင်းယာနဲ့ချီပြီးဝေးတဲ့ဒေတာတွေမှာနေထိုင်ခဲ့ရတာတွေရှိခဲ့ပူပါတယ်။အဲ့ဒီတော့ ေတာတစ်ခုကအမျိုးဆုံးရင်나이လာရတာဝေးတာတွေကြုံတွေ့ရပါတယ်ပိုဆိုးတာကမိဘအရင်းတွေရှိလျက်နဲ့တခြားဒေတာမှာဦးလေးနဲ့အတော်နဲ့နေရတဲ့သူတွေကအဲ့ဒီဒေတာမှာကွယ်လွန်ခဲ့လို့ရှိရင်သူ့ရဲ့ဇာတိတို့မဟုတ်မိဘတွေရှိတဲ့နေရာထိအလောင်းကိုပြန်ထမ်းလာပြီးတကြိုရတဲ့ကိစ္စမျိုးပါအဲ့တော့လမ်းမတွေအချိန်ကုန်အလောင်းကပုတ်သွားတာမျိုးတွေဖြစ်ကြပါတယ်ဒီတော့ အစီရင်တချို့တက်တဲ့ရက်သေးရွာတွေကဘာသာရေးဆရာတွေကိုပြင်ရပါတယ်ပြီးရင်အလောင်းကိုမင်းနေရဲ့မင်းဟာမင်းပြန်ပြီးတော့လို့အမိတ်ပေးပြီးအလောင်းကို သူ့ဘာသာသူခုံအောင်လုပ်ပြီးပြန်လှုပ်ရပါတယ်အလောင်းကောင်တကောင်တဲကိုလှုပ်လိုက်လို့မဖြစ်တော့ဘာသာရေးဆရာတွေကလိုက်ထိန်ပေးရပါတယ်အလောင်းကိုလူအိတ်ချိန်ရောက်တဲ့ညဘက်မှာသာခုံခံရပါတယ်ဘာလို့လဲဆိုတော့ရှေးခေတ်တရုတ်ပြည်မှာက ခုံဆော့ခုံဆွားနဲ့မသားအောင်မြင်ရင်ကန်ဆိုးတက်တယ်ဆိုပြီးအယူရှိကြတယ်လို့ဆိုကြပါတယ်အဲ့တော့အဲ့ချိန်ဖြစ်တော့ညာလဲလမ်းသွားလမ်းလာရှိတတ်တဲ့နေရာမျိုးတွေရောက်ရင်ဘာသာရေးဆရာကတလန်းလုံးခေါက်လောက်ခောက်ပြီးတတိပေးပြီးတွားရပါတဲ့အဲ့ဒီလိုမသားအောင်ခုံခိုင်းတဲ့နောက်ထပ်အစီရင်တစ်မျိုးလည်းရှိပါသေးတယ်အဲ့ဒီအစီရင်ကိုရှမ်းရှိဒေတာခန်တွေလောက်ကြတဲ့အစီရင်တွေဖြစ်တာကြောင့်ဒေတာကိုအစွဲပြူပြီးရှမ်းရှိ အစီရင်လို့လည်းခေါ်ကြပါတယ် ရှန်ရှိဒေတာကလူငယ်တွေက အခြားအရက်တွေမှာအလုတ်သွားလို့ရင်ဆုံးပါသွားကြတဲ့အခါဇာတိဖြစ်တဲ့ရှန်ရှိမှာမြေမြုပ်တကြိုပေးဖို့ပြန်ပို့ရပါတယ်။ဘာလို့လဲဆိုရင်တော့အခြားဒေတာမှာတကြိုပေးမိရင်သူ့ရဲ့ဝိညာဉ်ကအိမ်မပြောင်းနိုင်ပဲအဲ့ဒီနေရာမှာပဲနေနေတတ်တယ်လို့ဒေတာကန်ဒီကယုံကြည်လို့ပါ။ဒီတော့အလောင်းရဲ့လက်နှစ်ဖက်နဲ့ခြေထောက်တွေကိုဝါလုံးတစ်ချောင်းစီမှာကျိုးနေတော့ဝါလုံးကို အလျားလိုက်ထောင်း လူနှစ်ယောက်ကအဲ့ဒီအလောင်းရဲ့အရှိအနောက်မှာနေပြီးဘွာလုံးကိုထိမ့်ပေးပြီးတော့လမ်းလျှောက်ရပါတယ်။မန်ချူကစ်ကပညာတတ်စာပေသမားကြည်ရင်ကတရုတ်တရေတွေကို အလောင်းကနေဘလို့စင့်ခေါ်ရမလဲဆိုတာကို အမျိုးအစားနှစ်မျိုးခွဲခြားပြောက်ခဲ့ပူပါတယ်။တမျိုးကတော့အခုလေးတွေတည်သွားတဲ့လူရဲ့ဝိညာဉ်ကို ပြန်ခေါ်တာမျိုးဖြစ်ပြီးနောက်တမျိုးက မြေးမြုပ်ပြီးတာကြာပြီးဖြစ်ပေမဲ့ မပုံမတိုးရှိနေတဲ့အလောင်းကနေပြန်ခေါ်တာမျိုးပဲဖြစ်ပါတယ်။အခြားသောကြမ်းရှိဖြစ်လာနိုင်တဲ့နီလန်းတွေကတော့အောက်လန်းနီလန်းမော့အစီရင်နဲ့ဆင့်ခေါ်ခြင်းအလောင်းကိုဝိညာဉ်ဝင်ပူးခြင်းအလောင်းတွင်အတွင်းအားအညံ့များပေါက်ဖောလာခြင်းသို့မဟုတ်အမှောင်အားများကို အလောင်းမှလိုလိုလားလားစုပ်ယူခြင်းတေဆုံးပြီးတော့လေကိုတွင်ရှိဓာတ်ဆယ်ပါတဲ့မကောင်းတဲ့ဓာတ်ခုနှစ်ပါးကတကူလုံးကို အုပ်ဆိုးလိုက်တာကြောင့် ဝိညာဉ်ဆိုတော့မဟုတ်ကျန်းရှိအဖြစ် ပြန်လဲနိုးထလာနိုင်ခြင်းစာပနကျင်းပပြီးတော့လေမြေထဲမှာမမြုပ်ထားတဲ့အခါမှာအလောင်းပေါ်မိုးကြိုးပြစ်ချခြင်းဖြစ်တော်လကောင်းအလောင်းတော့မဟုတ်အခေါင်းပေါ်မှာတရိစံတကောင်ဖြတ်ကျော်ခုံကျော်သွားတဲ့အခါမှာကျန်းရှိအဖြစ်တို့ရောက်သွားတဲ့ခြင်းအစိမ့်တီတည်ပြီးနောက်ဝိညာဉ်ကကိုယ်ခန္ဓာကနေမစွန့်ခွာနိုင်ပဲပိတ်မိနေချိန်မှာဝိညာဉ်ရဲ့မကျေနပ်မှုများစုပြုံလာကကျန်းရှိဖြစ်သွားတဲ့ခြင်း ဇွန်ဘီဗိုင်းရပ်စ်ပိုးများကဲ့သို့အလောင်းများတွေကူးစက်တဲ့တော့ဖောက်ပိုးတမျိုးမျိုးကူးစက်ကကျန်းရှိအဖြစ်တို့ရောက်သွားခြင်းလိုပဲဖြစ်ပါတယ်။ဒီလိုကျန်းရှိတရေတွေကိုတရုတ်တာအိုဘာသာရေးဆရာတွေကဘလို့တုတ်ပြန်တိုက်ခိုက်ခဲ့ကြသလဲဆိုရင်တော့ကျက်သွန်တန်းနဲ့တုတ်ပြန်တာတွေကျန်းရှိတရေတို့ကြောက်တတ်တဲ့ငွေသွန်းနဲ့လှုပ်ထားတဲ့ဒါတာအိုဖျားစာရွက်ပေါ်ကွာလို့ခေါ်ကြတဲ့ တရုတ်တအိုအထက်ခံသိကေတာပါတဲ့အထက်ခံမှန်ဆန်စိမီပရိတ်ကျိုးအစရှိရာတွေနဲ့ထိန်ချုပ်ကြပါတယ်ပရိတ်ကျိုးမရှိလို့အရေးပေါ်အတုံးပြုကျင်နေဆိုရင်မှင်နဲ့ကြက်သွေးနဲ့ပရိစာရွက်တွေရောဖျော်ထားတဲ့ရေပြစ်ပြစ်တဲ့ကိုအချီမြင်နှစ်ပြီးအရန်အတားအနေနဲ့တုံးကြတယ်လို့ဆိုကြပါတယ်ကြမ်းရှိအမျိုးအစားပေါင်း၁၈ခုရှိကြတယ်လို့ဆိုကြပါတယ် အောက်ဆုံးလူကိုအနေရမပေးနိုင်တဲ့အဆင့်ကနေပြီးတော့တဆင့်တဆင့်တက်လာပြီးလူကိုအနေရပေးနိုင်တာပြန်တန်းနိုင်တာကဆိုးယောဂတွေကိုတဲဆောင်တာကနေစပြီးနောက်ဆိုးနတ်ဆိုးပရင်အဆင့်ထိရှိကြတယ်လို့ဆိုပါရယ်။ကဲအကြောင်းအရာတွေကတော့ဒီလောက်ပါပဲ။ဟုတ်ကဲ့ညီမပြောသားတာကတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကြံရှိတရုတ်ခုံဆွတရေအကြောင်းပဲဖြစ်ပါရယ်။ နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုညီမတို့ channel ကနေအမြဲတမ်းမပြတ်တင်ဆက်ပေးသွားအောင်မလို့ channel လေးကို subscribe လုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်ရှင်။အစောထိနားထောင်ပြီးလို့ကျေးဇူးပါ။